ကနာပွဲကြီးတွေရှိပြီးဆိုရင်ကနာသိန်းဓာသိန်းပေါ့နော်ကနာသိန်းဓာသိန်းမှာပြေကံတော်တခင်ကြီးတခင်မကြီးကိုအသားစိမ့်ဆက်လို့ဒါကနာသိန်းနဲ့ရိုးရာရှိကြသလိုဒါဒီပေါ့နော်တချို့ဒေတိယမှာဆိုရင်လည်းပဲအမေမဖဲဝါပေါ့နော် မဖဲဝါကြီးကိုဒါအတွင်းဆိုတော့အပြင်ထုတ်ကဂျုံးတိုက်လို့ကျွေးကြတာမျိုးတွေလည်းရှိကြပါတယ်ပေါ့နော်နပ်ကိုကွယ်မှုမရှိကြတဲ့ဟိုအတိုင်းဝိုင်းကအမြင်မှာကြရင်တခွက်လောက်ကိုမြင်လိုက်တဲ့အခါကျရင်တော့အဲအော်တုံလို့ဖွယ်ရာ ကျွန်တော်ဖြစ်တာပေါ့နော်ကျွန်တော်တို့ဒီလူမှုအတိုင်းဝိုင်းတွေကလူမှုကျွန်တော် community လေးတစ်ခုဖြစ်တယ်ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ဒီငါလုတ်ချင်တာလုတ်မယ်ဆိုတာတော့လုတ်ခွင့်မရှိပါဘူးကျွန်တော်တို့မှမဟုတ်ပါဘူးဘယ်လူမှမရှိကြပါဘူးเนาะမရှိတဲ့အခါကျတော့ကိုယ့်ကြောင့်သူများရဲ့ကိုယ်စိတ်နှစ်ပါးဟုတ်တယ်เนาะကိုယ်စိတ်နှစ်ပါးမှာအာကုတုကင်းသွားရင် အကောင်းဆုံးပဲအကောင်းဆုံးပဲအဲ့လိုနေနိုင်တာအကောင်းဆုံးပဲဒီကံတော်ကတော့ကျွန်တော်တို့ဒီ ကနာပွဲကြီးတွေရှိပြီးဆိုရင်ကနာသိန်းဓာသိန်းပေါ့နော်ကနာသိန်းဓာသိန်းမှာပြေကံတော်တခင်ကြီးတခင်မကြီးကိုအသားစိမ့်ဆက်လို့ဒါကနာသိန်းနဲ့ရိုးရာရှိကြသလိုဒါဒီပေါ့နော်တချို့ဒေတိယမှာဆိုရင်လည်းပဲအမေမဖဲဝါပေါ့နော်မဖဲဝါကြီးကိုဒါအတွင်းဆိုတော့အပြင်ထုတ်ကဂျုံးတိုက်လို့ကျွေးကြတာမျိုးတွေလည်းရှိကြပါတယ်ပေါ့နော်အဲဒါပေမဲ့ကိုဒီအမြင်အားဖြစ်တော့ဒါ ဖွေးပန်းစရာတွေလည်းရှိကြတယ်ပြောစရာတွေလည်းဖြစ်လာကြတယ်အားလည်းရှိတယ်ပေါ့နော်ဒါကတော့ကာယကံရှင်နေပြုမှုခဲ့တဲ့အပေါ်မှာမူတည်ပြီးတော့ဟိုဖြစ်လာတာတွေလည်းရှိတာပေါ့နော်ဥပမာပေါ့နတ်နတ်ကိုယ်ကိုယ်ယုံကြည်မှုမှာကကြတော့နတ်ကကြတော့ကျွန်တော်တို့ကဒီကျွန်တော်တို့အမြင်ပေါ့နော်ကျွန်တော်တို့ရဲ့အမြင်ကနတ်ဆိုတာကရိုးရာရိုးရာဆိုတာကကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ကိုယ်တာနဲ့မတူဘူး ကိုးကွယ်တယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်လည်းဗုဒ္ဓံတရဏံကိစ္စမိတမန်တရဏံကိစ္စမိတန်ငံတရဏံကိစ္စမိဆိုရက်ဒီအမြတ်ဆုံးယရနာ၃ပါးကိုဒါကိုးကွယ်ရာအဖြစ်တူနိုင်မဲ့တဲ့ဗုဒ္ဓမြတ်စွာကလွဲလို့ကျွန်တော်တို့မှာကိုးကွယ်ရာမရှိခဲ့ကြဘူး။အဲဒါပေမဲ့ကျွန်တော်တို့ဒီရိုးရာအရာနတ်မှုတာဝန်ထမ်းရတဲ့အခါကျတော့နတ်ကြီးများကိုကျတော့မိဘဆရာများတပွဲ ်မိဘဆရာများတစ်ဖွဲ့အာကိုအာသာပြုကြရပါတယ်အလေးမြတ်ပြုအာကိုအာသာပြုကြရပါတယ်ရိုးရာဆိုတာကတော့လူမျိုးတိုင်းမှာရှိတယ်ရှေးလူကြီးတို့မှာများကအလွယ်ကူဆုံးဆုံးမစကားလေးရှိခဲ့တယ်လေရိုးရာပြောက်ရင်လူမျိုးပြောက်မယ်ရိုးရာမပြောက်အောင်ဆောင်းလျှောက်ကြရတယ်ဆိုတာကျွန်တော်ဗမာမှာမဟုတ်ပါဘူးဒီအရှိအာရှမှာရှိကြတဲ့လူတွေမှာလည်းရိုးရာရှိတယ်လို့အနောက် ဥရောပမှာရှိတဲ့လူတွေမှာလည်းရိုးရာဆိုတာရှိကြတယ်ဒါကိုကျွန်တော်တို့ကကိုးကွယ်တယ်ဆိုတာတဲ့ဒလီထုံတန်းကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတာရှိတာပေါ့ခုနကညီမပြောတဲ့ပြီကံတော်ပေါ့နော်ပြီကံတော်ဆိုရင်ဒါဒေတိယနတ်ထဲမှာပါပါတယ်ဒေတိယနတ်ထဲမှာပါတယ်ဒီရခိုင်ပြည်ကနေပြီးတော့ရောက်ရှိလာကြတဲ့ကိုစောဦးမစောပြကနေပြီးတော့ဒါအရင်ဆုံးစပြီးတော့ဒီမှာကန်တော်ဆောက်နတ်ဘလူးများဖြစ်ကြရတယ် တို့ကတရေခံလိုက်ရတာဟုတ်ကံတော်ဆောင်နဲ့ဘလူညာဖြစ်ကြရတယ်သူတို့ကနေပြီးတော့နတ်ဝက်လဲတဲ့ပေါ့နတ်ဝက်လဲတဲ့ဆိုတော့နတ်မှုတောင်းဝင်လဲကြတဲ့အခါကျတော့ကိုပန်းမွှေးနဲ့မိမိလေးဆိုတဲ့ပြေကံတော်တခင်ကြီးနဲ့တခင်မကြီးနှစ်ပါးကဒီကံကြီးကိုအပိုင်စားကြရတယ်ပေါ့နော်အပိုင်စားကြရတယ်ဆဆအုပ်ဖြစ်တဲ့အချိန်မှာတော့ဒါအသားစိမ်းငါးစိမ်းများကိုဒီကံအတွင်းကိုသတိလို့ပြစ်ချပြီးတော့ ပူဇော်ပါတာမှုမျိုးတွေရှိကြတယ်။ဒါပေမဲ့ဒီပြေကံတော်သခင်ကြီးသခင်မကြီးများက38မင်းစရင်ဝင်တဲ့နတ်များလားဆိုတော့38မင်းစရင်ထဲမှာတော့မပါပါဘူး။မပါဘူးသူကဒေတိယနတ်လို့ခေါ်တာပေါ့။ဒေတာကနေပြီးတော့ကိုကိုရတော့ဒေတိယဒီရှိကြတော့နတ်များပေါ့နော်နတ်များအဖြစ်စရင်ဝင်ပါတယ်ဒေတိယနတ်တီကတဟိုးတကယ်ထက်လာတဲ့အခါကျတော့ဒီနတ်နဲ့ ကျွေးတဲ့ပေးတဲ့နတ်ကတော်များနတ်ကြီးနတ်နေကြီးနတ်ဝါကြီးဘဝတွေကိုရောက်လာကြတယ်သူတို့ရဲ့နတ်သားသမီးပေါ့နတ်မွေဆက်ခံတဲ့သူများကလည်းဒီရိုးရာကိုဆက်ခံလာကြတဲ့အခါကျတော့တနိုင်ငံလုံးအနှံ့နဲ့အပြားပေါ့နော်ရွှေချိုးတက်သောနေမြေတဆုံးမှာအကြော့ခံလာကြတဲ့သဘောတော့ရှိကြတာပေါ့နော်အဲ့တော့ဒီဗမာပြည်မှာကတော့ဒါဒီနတ်ဒီဝါ ီကံထိန်သိမ်းရေးကော်မတီတွေလည်းခုဆိုရင်အင်အားတောင့်တင်းစွာနဲ့ဖွဲ့စည်းလာခဲ့ကြပြီပေါ့နော်ကိုရီးယားဆရာဖြစ်ခဲ့ဘူးတဲ့ဒါတောင်ွယ်သွားသူဆရာဦးအောင်မျိုးစွေဆိုရင်လည်းပဲဒါနတ်ဒေဝစီကံထိန်သိမ်းရေးရဲ့မန္တလေးတိုင်းဥက္ကရာကြီးလုပ်ခဲ့ဘူးကြပေါ့နော်သူဆိုလည်းတောင်ွယ်သွားလို့ပေါ့နော်ဒါပေမဲ့သူတို့တည်ရဲ့ဆူဆုံးမမှုလမ်းညွန်မှုတွေအရာကနတ်ကြီးတွေရဲ့နတ်ဘုံမညိုးရအောင်နတ်နတ်ကျက်တည်မညိုးရအောင်နတ်ကြော့တဲ့နေရာမှာအများတင့်တယ်အောင် တတော်ဘူးတော့လိုတယ်ဆိုတာလေးလမ်းညွန်ဆုံးမစကားလေးတွေရှိပါတယ်အမှပေါ့ဒီအသားစိမ်းကြောရတဲ့နတ်တွေကိုဆိုရင်ကျွန်တော်တို့ဆရာများဆိုရင်မလုပ်လဲဆိုရင်အပေါ်ကနေတပြေအုပ်ပြီးမှကြောကြရတယ်တပြေဘန်းကက်ကလေးတွေအပေါ်ကနေဒီအစိမ်းကိုတပြေအုပ်ပြီးကြောကြရတယ်ပေါ့အဲတပြေအုပ်ပြီးကြောပြီးတော့မှနတ်ကိုဒီဟာကိုအသားစိမ်းဆက်ကြရတယ်ပေါ့နော်တော့ကိုနတ်ပင်နတ်ဆောင်မာတဲ့ကိုကပါပြီးသားလေတဘာဝအလှနဲ့ပျော်မြူးနိုင်တယ် ပြေကံတော်တခင်ပွဲဆင်နွှဲပြီဆိုတာရှိတာဟုတ်နောက်တော့တဘာဝအလားဆိုတာကတော့စကလုံးလအောင်သုံးလိုက်တာပေါ့ဒီအသားစိမ်း၅စိမ်းကိုတဘာဝလို့သုံးလိုက်တာပေါ့နော်ဒီတရက်တီးတွေမှလိုင်းလိုင်းပေါ်တော့မယ့်အရာဒီခုလာတော့မယ့်နေုံလဆိုရင်ဒါပြေကံတော်တခင်ကြီးတခင်မကြီးတကိုးတော်ထက်တဲ့ပွဲတော်ခံတော်လရောက်ပါတော့မယ်ရောက်တဲ့အခါကျရင်ဒီမှာပြေကံတော်နန်းနန်းကြီးဒီမှာဆိုရင်လည်းပဲဒီဒီစတော်များကိုခုနလိုတပြေခလို့ကတော့ကြတာလေ ်ရှိပါတယ်ဟုတ်အဲအဲ့ဒါကတော့ခုနလိုပေါ့ဒီကိုကိုတိုင်းကစီကန်းဆိုတာကိုကိုတိုင်းလိုက်နာ ထိန်းသိမ်းနိုင်လီပိုကောင်းလီပေါ့နော်ဒီအတိုင်းဝိုင်းပေါ့လူမှုအတိုင်းဝိုင်းဒါကျွန်တော်တို့ဆိုလဲဒါနတ်ကရောနတ်နတ်ဝင်တဲ့လူမှုအတိုင်းဝိုင်းအစုအမြုံလေးတစ်ခုရေလို့ဒါရက်တီလာခဲ့ကြပြီရက်တီလာခဲ့တာနတ်ကြီးများရဲ့နတ်ဘုံတောက်ခဲ့တော့ဒါပကံခစ်ကဖြစ်ခဲ့တော့တကောင်းဖြစ်ကဖြစ်ခဲ့တော့နတ်ကြီးများ၏နတ်မှုတောင်ဝင်များကိုထမ်းခဲ့တော့နတ်ကရောကြီးများနဲ့ဆင်ဆက်ဆက်ခဲ့ကြမယ်ဆိုရင်ဒါနှစ်ပေါင်းထောင်ချီလို့ဗမာပြည်မှာလူမှုဖွဲ့စည်းတစ်ခုဖြစ်တောင်ရက်တီကြတဲ့ဒီအတိုင်းဝိုင်းတစ်ခုဖြစ်ပါတယ်ပေါ့နော်ဒါအဲ့တော့အခုလိုမျိုးဝေဖန်မှုတွေအဲအခုလိုမျိုး ဒီရှင်းရှင်းပြောရရင်လက်ညှိုးထိုးစရာမဖြစ်အောင်ဆိုရင်တော့ကိုကိုတိုင်းစီကံထိမ့်သိမ်းကြဖို့လိုတယ်ပေါ့ဟိုဒါကတော့ဆက်ဆက်လို့ပေါ့နော်စကားဆက်ဆက်လို့ဘုဟုတ္တအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကအိမ်တွင်းအဖြစ်ကိုကိုွယ်နေကြတဲ့နတ်ကြီးများပေါ့နော်အိမ်တွင်းအဖြစ်ကိုကိုွယ်နေကြတဲ့ဖေကြီးဦးတင်တန်ကအမှုတော်ထားလို့ပေါ့နော်အိမ်တွင်းနတ်ကြီးခုနှစ်ပါးလို့ဆိုရင်တစ်ချိန်လုံးကတကောင်းဘရင်ကြီးကနေပြီးတော့ဒါနတ်ဖြစ်ခဲ့တယ်တကောင်းဘရင်မျိုးဆက်ကနေပြီးတော့နတ်ဖြစ်ခဲ့ကြတယ်ဆိုပြီးတော့အဲ့ဒီတော့ဆိုပကံမှာ အိမ်ရှိမှာနှကုန်းနန်းန်းထားလို့ကိုးကွယ်ကြရတယ်။ကိုးကွယ်ကြတဲ့အခါကျတော့လူတွေကအဲကျွန်တော်ပြောနေကြစကားလေးအတိုင်းပဲလောဘဒေါသမောဟတွေကိုမသိမ်းနိုင်ကြအောင်မသိမ်းနိုင်ကြတော့ဟာပေးလို့ရတယ်ရရင်ထပ်ပေးမယ်ပေးလို့ရတယ်ဆိုမှတရားတွေလွန်ကြတယ်သူကျွန်တော်တို့စကားလုံးလေးရှိပါတယ်တရားလွန်ရင်တနာကြုံဖြစ်တတ်ပါတယ်ဆိုတဲ့စကားပေါ့နော်အဲ့တော့တရားတွေလွန်ကြတဲ့အခါကျတော့မြင်မတင့်တဲ့အောင် ပူဇော်ပတာမှုမျိုးတွေလုတ်လာကြတယ်လုတ်လာတဲ့အခါမှာအရှင်ရဟန်းရဟန္တာရှင်မြတ်ကအခုထိတ်တော်ထားလို့ဒါသာသနာပြုမင်းအနွယ်ထာမင်းရမင်းမိန်ထုတ်လို့ပကံမှာနဂိုးကွယ်မှုတွေကိုဟန်တားခဲ့တယ်ဆိုတာဒါတမိုင်းနဲ့ချီပြီးရှိခဲ့ဘူးတယ်အဲ့တော့အိမ်ရှိအိမ်အိမ်ဝတွေမှာနန်းနဲ့ထားလို့ကိုးကွယ်ခြင်းတွေကနေပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အိမ်တွင်းအိမ်ခန်းထဲမှာခိုးလို့ဟွက်လို့ပေါ့နော်ပြောရရင်လိုက်ကအနီလေးကားပြီးတော့ကိုးကွယ်ရာကနေပြီးတော့အိမ်တွင်းနဲ့ရယ်လို့ ဒါရှေးဆရာကြီးများကဒီလိုတမိုင်းစင်ဆက်ကိုကျွန်တော်တို့တင်ပြပြောပြခဲ့ဘူးတာရှိတယ်ပေါ့နော်အဲအခုလဲပဲလို့အမြင်မတင်တယ်တာကြီးကြာကြာလောက်ရင်တော့နည်းနည်းတော့ဒါစိုးရင်စရာလေးတွေဖြစ်လာမှာပေါ့နော်ရိုးရာဆိုတာမပြောက်ကောင်းဘူးရိုးရာပြောက်ရင်လူမျိုးပြောက်တတ်တယ်အဲ့တော့ကိုရိုးရာဒီအမြင်တင်တယ်တော့ရိုးရာဖြစ်ဖို့ဆိုရင်အဲကျွန်တော်တို့ဒီဘာပဲဆက်ဆက်အစိမ့်ပဲဆက်ဆက်အကြက်ပဲဆက်ဆက်ဟောနော်ဟိုဒီခစ်ပေါ်ဇရော်တွေပဲဆက်ဆက်ပေါ့နတ်မှုနတ်ဟန်လေးမှာ ိမ်မွေသောဂုံရှိသော အရာလေးဖြစ်အောင်တော့ဒါဒီနတ်မှုတောင်ဝင်ထမ်းကြသောနတ်ဝင်သည်များကျွန်တော်တို့လိုနတ်ကြော်များကလည်းကိုစည်းကိုကမ်းလေးကိုတတ်နိုင်ဆုံးထိမ့်ဖို့လိုအပ်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုဆိုရှယ်မီဒီယာခက်ကြီးတဲ့ဖြစ်တဲ့အခါကျတော့အမြင်မတင့်တဲ့သူကိုလည်းအပြစ်မပေးမိအောင်ကိုကိုတိုင်းလည်းအပြစ်မကြရအောင်လောကကြီးမှာကိုကငါနေတတ်တယ်လို့နေတာပဲသူတို့တော့လာပြောချင်တာပြောမှာပဲဆိုပြီးတော့နေလို့မရဘူးလေလူမှုပတ်ဝန်းကျင်ဆိုတာရှိတယ်လူမှုပတ်ဝန်းကျင်အတွင်းမှာ နေပြီဆိုရင်လူမှုတယောက်နဲ့တယောက်အကုသိုလ်မဖြစ်အောင်နေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်ဟုတ်အဲကျွန်တော်တို့ဒီမူအရာကကြတော့နတ်မူမှာဘာရှိလဲဆိုတော့ဒီတဘာဝအသားတင်နေပေါ့တဘာဝအသားတင်နေဆိုရင်ကျွန်တော်တို့ဒီကပ်ပီကပ်ပီပြီးသားအသားပေါ့ တက်ပြီပြီးသားမြင်းသားကြားသားမဟုတ်တော့ဘူးမြင်းသားကြားသားမဟုတ်တော့ဘူးတက်ပြီပြီးသားအသားဒီဈေးထဲကနေအလွယ်တကူဝယ်လို့ရတော့အသားကိုပဲအသားစိမ်းပြလို့တင်တာပေါ့အဲဒီလိုမျိုးအရှင်တွေပါလေလောက်တာတော့အဲကျွန်တော်တို့နတ်မှုနတ်မျိုးမှာတော့မရှိဘူးပေါ့အခြားနတ်မှုနတ်မျိုးမှာတော့ဒါတို့ဆက်ခံထားတဲ့လူတွေလည်းရှိကောင်းရှိမယ်တချို့ကြတော့လည်းမူပြောင်းကြပါပြီမူပြောင်းကြပါပြီဒီဒီပြေကံတော်ကြီးနဲ့ပတ်သက်လို့ဆိုရင်လည်းပဲဒါဆရာတော်ကြီးတမတော်ကြီးတွေဖြစ်ခဲ့မှုတွေပြေမှာတကူထက်ခဲ့ကြတယ်ရွှေပြိုင်းသားဆရာတော်ကြီးတွေ เนาะကျွန်တော်တို့မှတ်မှတ်ရရဆိုရင်ဒါပြီကံတော်နန်းနန်းဒီနတ်တကိုးကြွလာတဲ့အချိန်ဟာဆိုရင်ဒါဝေပုံလာရာမဆရာတော်ဖျားကြီးပေါ့ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ွယ်ရတဲ့ဘုံဖျားကြီးဝေဘုံကရာမဆရာတော်ဖျားကြီးတကိုးတော်ထက်တဲ့အချိန်မှာပဲဒီကံတော်နန်းကံတော်စခန်းဆိုတာကထီးနိုင်နဲ့ကိုဖြစ်လာခဲ့တာပေါ့နော်အဲ့တော့ဒီမှာလဲဆရာတော်ကြီးတမတော်ကြီးတွေကခုနဇတော်တွေကိုယင်အောင်ပြင်ပေးခဲ့ကြတယ် ဇတော်တွေကိုရင်အောင်ပြင်ပေးခဲ့ကြရခုနလိုပေါ့နော်တဘာဝဆိုပြီးမဲ့ကပ်ပြီးပြီးသားဒါသူပဲအစိမ့်ပြပါပြပြီးသွားရင်ပြီးရင်ကျွန်တော်တို့ကနတ်ပွဲပြီးတာနဲ့အကျက်သတော်ပြန်ချက်ရတယ်အဲ့အသားကိုအကျက်သတော်ပြန်ချက်ပြီးတော့မှအကျက်သတော်ကန်ရတာဒီအစိမ့်တိုင်းထချကြွေတာမဟုတ်ဘူး အချက်ဆက်တော့ပြန်ကပ်ပေးတာရှိပါတယ်အမှန်တော့တကွက်ပဲမြင်လိုက်တာပေါ့နော်တကွက်ပဲမြင်လိုက်တာနောက်ကွက်တွေစက်မကြီးဖြစ်တာလည်းဖြစ်ပါလိမ့်မယ်ပေါ့နော်နောက်ပြီးတော့ဒီကာကန်ရှင်နေအနေနဲ့ကလည်းရိုးရာဆက်ခံထားမှုအပေါ်မှာလည်းရှိကောင်းရှိပါလိမ့်မယ်ဒါကတော့သူ့ရဲ့ဟိုထန်းတိခိုက်ကြီးနင်းခိုက်လိုပဲ ဟိုပြောကြပါဆိုပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်ဟုတ်ဒီနတ်ကိုချော့တဲ့ပုံကိုပေါ့နော်နတ်ချော့တဲ့ပုံကိုနတ်ဝင်တဲ့ကိုယ်တိုင်းမှာနတ်လိပ်ပြစီးတဲ့အချိန်ဆိုတာရှိပါတယ်နတ်လိပ်ပြစီးတာကကျွန်တော်တို့ကဆံပြားလက်ပြားနှုတ်ပြားရဲ့လို့ဒါဆက်ရှိသမက်စင်ဒီမှာဆရာကြီးတွေကလည်းဒါသတ်မှတ်ခဲ့တာရှိတဲ့အခါကျတော့ဒီနတ်လိပ်ပြစီးလာတဲ့အချိန်မှာသူ့ရဲ့အစိမ်းစော်တော်ကလည်းမှန်နေတဲ့အခါမျိုးဆိုရင်တော့လေဒါမျိုးလေဖြစ်ကောင်း ဖြစ်ဖြစ်သွားနိုင်တာပေါ့နော်ဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့အဲ့လိုတကယ်တော့နတ်ထိန်လို့ခေါ်တာနောက်ပိုင်းကျမှနတ်ဝင်းတဲ့ဟလာနတ်ကတော်ရဲလို့စကလုံးတွေပြောင်းသွားကြတာပေါ့နော်နတ်ထိန်နန်းတွေကိုထိန်တဲ့မျိုးရိုးတွေကိုကြတော့နန်းထိန်ပေါ့နတ်ထိန်ဆိုတာနတ်ကကိုယ့်စီရောက်လာတဲ့အခါမှာတံံမျိုးစုံဖြစ်တတ်တယ်နကရောအစဖြစ်ခါစားကလေးတွေဆိုရင်ပိုးတိတာလေအာဒါဒီတမီးတို့ဆိုရင်ညင်မှုပါပါဟိုနောက်ဝင်လာတဲ့ခါမှာ မမြင်တဲ့မမြင်ရတလိုမျိုးတွေကလာမျိုးတွေဟလာပြူလာမျိုးတွေသွားတာဒါရိုင်းတာပေါ့အရင်နတ်ရင်မဟုတ်သေးဘူးနတ်ရိုင်းနတ်ရိုင်းတာလို့ခေါ်တာပေါ့နော်အဲဟိုနောက်ဝင်တဲ့အဖြစ်နတ်ရည်စင်တောက်လို့နတ်စခန်းပြီးလို့နတ်လန်းလျှောက်ပြီးဒီကျိုးချိကျိုးချိန်ရေးပြီးခဲ့တဲ့ပုံကိုယ်တွေကြတော့နတ်ကိုထိမ့်တတ်သွားပြီနတ်ဟန်အတိုင်းပဲအော်ပကန်းမင်းဟိဆိုလက်မလေးထောင်လို့အဲနတ်ဟန်လေးနဲ့ ဒါနိုင်ရောက်နေတဲ့အချိန်မှာဟော तू ဟောကျင်ပြီ तू တကာနဲ့ तू ဆရာနဲ့ तू နတ်နဲ့စုံပြီးချိန်ကြရင်နဟောနမိတ်ချလိုက်တယ်။အော်ပြီးရင်ပကံမင်းကျက်လောင်းတယ်ဟုတ်လား။အဲပြီးတော့ဒါတောက်တော်ကျင်းနေပေါ့။အဲတောင်ပြုံးမင်းများဆိုတဲ့ဒီလိုပဲပေါ့လက်ညိုးလေးထောင်လို့အဲသူတို့ရောက်ပြီးဟေ့ဆိုတာနတ်ဟန်နတ်ဟိတ်ပေါ့။အဲဒါအဲ့လာကကြတော့ခုနလိုကျိုးချိန်ရေပြီးသွားတဲ့နတ်ကတော်ကြီးတွေပေါ့။စံကန်းပြီးပြီးသားနတ်ကတော်ကြီးတွေနတ်ဝါရသွားတဲ့နတ်ကတော်ကြီးတွေကြတော့ဒီဟန်တိုင်း သွားကြပြီပေါ့ခုနပြေကံတော်သခင်ကြီးနဲ့သခင်မကြီးကိုပူကြတဲ့အထဲမှာလည်းပဲအမှန်တမ်းပြောရရင်တော့ကနစည်းတွေများပါတယ်ကနစည်းတော်တော်များများကဒီနှကြောကြည်အောင်လို့စင်းပြီးတော့ပူပေးကြတဲ့ ကနေရှင်တွေအတွက်ဒါသူကရန်ပေါ်လင်ကန်တော်နဲ့ရှင်းရပါတယ်ဆိုရှိတာဟုတ်เนาะအကန်ရန်ပေါ်လင်ကန်တော်နဲ့ရှင်းတဲ့အောက်ပမာပြီးမှဆိုရင်ဒါကန်တော်ကရန်ရှင်းတဲ့နေရာပဲကိုယ်တိုက်ခိုက်ထားတဲ့မလိုမုန်းထားတဲ့အတိုက်ခိုက်တွေမျိုးစုံမှန်သမျှကိုဒီကန်တော်ကိုအစိမ့်စတော်ပြလို့ဖယ်ရှားရတာမျိုးတွေပဲဒါရုံရုံကြီးကြီးလို့ရုံရုံကြီးကြီးကိုမားတဲ့နတ်ဒါကြောင့်မို့လဲတကိုးထက်တာပေါ့เนาะတကိုးထက်တဲ့နတ်ပေါ့အဲအဲ့ဒါကြောင့်မို့လဲပဲကိုယ်တိုင်းပါဝင် ဒုက္ခရောက်ဆောင်ကြတာမျိုးတွေရှိတယ်။အဲခုနလိုပေါ့နတ်ထိန်တဲ့နေရာမှာညီမမေးသလိုပေါ့နတ်ထိန်တဲ့နေရာမှာလိုအပ်ချက်ကလေးတွေရှိတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်တာပေါ့အဝေဘံမှုကတော့ဒါကတော့ကံကြိုးချောင်းတိုက်ဆိုင်သွားလို့သူလဲခံစားရတဲ့သဘောတော့ဖြစ်ကောင်းဖြစ်မှာပါเนาะဖြစ်ကောင်းဖြစ်မှာပါအဲသဘောတဘာဝအရာကတော့ဒီကံတော်ကတော့ဒီအသာစိမ်းစားတဲ့ နတ်ထဲမှာပါတာပေါ့နော်အဲနတ်ကိုရိုးရကြည်အောင်ချော့ပေးရတဲ့အခါကျတော့ကယ်လရှင်ကနစီရဲ့တဘောတဘာဝနဲ့လေခုနမာရှင်းပြခဲ့သလိုသူ့ရဲ့ဆရာသမားတမက်စင်များကိုသူတို့ဆက်လက်မွေဆက်ခံထိန်းသိမ်းခဲ့ကြရတာဟုတ်အဲထိန်းသိမ်းခဲ့ကြရတဲ့အခါမျိုးကျတော့အဲဒီအတိုင်းလေးသွားကြတာပေါ့နတ်ကိုကွယ်မှုအားနေတယ်ပြီနတ်ကိုကွယ်မှုမရှိကြတဲ့ဟိုအတိုင်းဝိုင်းကအမြင်မှာကြရင်တခွက်လောက်ကိုမြင်လိုက်တဲ့အခါကျရင်တော့အဲအော်တုံလို့ဖွယ်ရာ ကျွန်တော်ဖြစ်တာပေါ့နော်ဒါကတော့ဟိုပြူးတဲ့လူကိုလည်းပြောလို့မရဘူးအပြူးခံရတဲ့လူလည်းပြောလို့မရဘူးဒါပေမဲ့ခုနကမပြောသလိုဟိုကျွန်တော်တို့ဒီလူမှုအတိုင်းဝိုင်းတွေကလူမှုကျွန်တော် community လေးတစ်ခုဖြစ်တယ်ဖြစ်တဲ့အခါကျရင်ကျွန်တော်တို့ဒီငါလုတ်ချင်တာလုတ်မယ်ဆိုတာတော့လုတ်ခွင့်မရှိပါဘူးကျွန်တော်တို့မှမဟုတ်ပါဘူးဘယ်လူမှမရှိကြပါဘူးเนาะမရှိတဲ့အခါကျတော့ကိုကြောင့်သူများရဲ့ကိုစိတ်နှစ်ပါးဟုတ်တယ်เนาะကိုစိတ်နှစ်ပါးမှာအကုသို့กินသွားရင်အကောင်းဆုံးပဲ အကောင်းဆုံးပဲအဲ့လိုနေနိုင်တာအကောင်းဆုံးပဲဒါတော့ဟိုဆရာလောက်တာတော့မဟုတ်ဘူးအခုကိုယ့်ရဲ့အမြင်ပေါ့နော်အပြစ်ပြောတဲ့လူတွေမှာရောအာသာတင်မှာလားအပြစ်မှာအပြစ်ဖြစ်မှာလားဟာလောက်တဲ့လူအောင်ရိုးရချည်ရဲသားနဲ့ပြောခံရတာလားဆိုတာမျိုးမဖြစ်ကြဘဲနဲ့စင်ကျင်တဲ့နာလေးကိုကျွန်တော်တို့စင်ကျင်ပြီးတော့ထိမ့်သိမ့်တဲ့နာလေးတွေကိုထိမ့်သိမ်းထားနိုင်အကောင်းဆုံးပါပဲเนาะအဲ့လိုမျိုးတော့ရှိပါတယ်